ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်။တနင်္ဂနွေသားများအတွက်အပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကြေပွင့်ဆိုတဲ့တဲတော်နမိတ်ကိုတဲတော်ကခொနကတ်ချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်။ဒီဟောသကားအစီအစဉ်လေးကိုအပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာပုံမှန်တင်ပြနေကြဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေတွေဟောသကားအစီအစဉ်လေးမစတင်ခင်မှာအယူရောမင်္ဂလာချမ်းနေပြီးတော့တင်ပြကားလေးတွေပါတင်ပါ။ကျွန်တော်ယူရောမင်္ဂလာချမ်းကိုဘုရုံးနဲ့လွဲပြီးတော့ဂျန်နေရက်ဒီမှာပေးရမကြီးဖွင့်ပါလေ။ ရည်သူမျိုးလွတ်လွတ်လပ်လပ်လာပြီးတော့ရေရရာအစီအစဉ်တွေဆောင်ရွက်လို့ရပါတယ်။ဆိုတော့ယူရောမင်္ဂလာချမ်းကိုမာပြုလုပ်တဲ့ရေရရာတွေကိုရေရရာကြီးပါချင်းညာကြီးတရားတစ်ချက်မှမယူပဲမတောင်းခံပဲနဲ့မေတ္တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ရေရရာဆောင်ရွက်ပေးနေတဲ့ရေရရာအောင်မြင်ပဲဖြစ်ပါလေနော်။ဒါကြောင့်ထောက်ချံ့ကျော်မော်ဘီတိုးဂိတ်နောက်မှာကိုလုံဝင်းဆိုတဲ့မှတ်တမ်းရှိပါတယ်။ပိန်နေကုန်ကြီးပါမှာတည်ရှိပါတယ်။ အဲ့တော့တခြားသောသူတွေကကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကိုမလာနိုင်ဘူး။ဘေးရင်မေးကျင်တဲ့မိတ်ဆွေတွေရှိပါတယ်။ဒီကုတ်မှာအခက်အခဲတွေရှိလို့အကူအညီတောင်းနေတဲ့သူတွေကတော့ကျွန်တော်တို့ကျွန်တော်ရဲ့ Viber နံပါတ်ဖြစ်တဲ့399 692 395လုံး9ဆိုတဲ့ဖုန်းနံပါတ်ရဲ့399 092 296ဆိုတဲ့ Viber ဖုန်းနံပါတ်နှစ်လုံးကနေပြီးတော့ဘေးရင်မေးလို့ရပါတယ်။ဟောစတန်းတွေမှာလို့ရပါတယ်။ရရရာကိစ္စတွေအကူအညီတောင်းခံလို့ရပါတယ်။နောက် ဒါလေးတွေကတော့ဘာဆရာကြီးမင်းသိင်္ဂါရဲ့ကြီးနဲ့ဗရာအပီပေါဆိုတဲ့ပရီလေးဖြစ်ပါတယ်နော်မိမိတို့ရဲ့အလောက်ကံကြံစီစိတ်ကူးကြီးရဲ့ကြီးမင်းချက်တွေကိုမြန်မြန်တန်တန်ပြည်ပြည်ပြည်မြောက်အောင်မြင်စေရဖို့အတွက်အထိတ်ထံပြုပြီးတော့ဆေးရတဲ့ဆရာကြီးမင်းသိင်္ဂါအပါမင်းသိင်္ဂါရဲ့ကြီးဗရာပရီလေးဖြစ်ပါတယ်ဒါတော့ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိန်းဤလက်ပတ်လေးတွေဖြစ်ပါတယ်အဆောင်လက်ပတ်လေးတွေပါဒါကျမ်းမာရေးကောင်းဖို့ဆိုရင်အဝါရောင်လက်ပတ်လေးဖြစ်တယ်စီဝါရေးအတွက်ဆိုရင်အစိမ်းရောင်လက်ပတ်လေးဖြစ်တယ်အခြေအနေအောင်ဆိုရင်အနီရောင်လက်ပတ်လေးဖြစ်ပါတယ်အဲဒီလက်ပတ်လေးတွေ နောက်တစ်ခုကဒါကတော့ဒီအင်းသုံးမျိုးပါတွဲလောက်ထားတဲ့အဆောင်ဆလွယ်လေးဖြစ်ပါတယ်ဒါကတော့လောင်းကစားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနိုင်ရသေးတယ်ဒိုးကလေးဖြစ်ပါတယ်ဒါကတော့ပစ္စည်းတွေကိုမြန်မြန်ရောင်းထွက်သေးတဲ့ဈေးသားရောင်းမှဒါကတော့ဈေးဆိုင်တွေစတိုးဆိုင်တွေစားတောက်ဆိုင်တွေလုပ်ငန်းတွေရောင်းအားဝယ်အားကောင်းစေဖို့အတွက်ကျွန်တော်စီရင်ထားတဲ့စမဖျောင်းနိုင်လေးတွေဖြစ်ပါတယ်ဒါမှစမလေးတွေနဲ့စီရင်ထားတာပါဒါကတော့အရေးကြီးတဲ့ကိစ္စတွေမှာနေ့နံလိုက်အတိတ်ကနေထွန်းညှိပူဇော်ရတဲ့ ဒါယရနာဒီပန်ဖျောင်းနိုင် ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိစေတွေမှာ အခက်အခဲတွေရှိနေတယ်ဒါလေးတွေလည်းလိုချင်တယ်မှားချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39692395လုံး9ဆိုတဲ့ Viber နံပါတ်ရဲ့39692395ဆိုတဲ့ဖုန်းနံပါတ်အဲ့နှလုံးကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ဘေးရင်ဟောစတန်းတွေကိုလည်းမှာယူနိုင်ပါတယ်နော် ဲ့တော့ပထမဆုံးတနင်္ဂနွေသားသမီးများအတွက်ကြာလာတဲ့တေတော်နမိတ်ကဆိုရင်တော့ Queen ဆိုတာဘုရင်မနမိတ်ပေါ့နော်ဘုရင်မနမိတ်ပေါ့ဒုဗရင်မဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့တေတော်ကတ်တွေမှာဒုချောင်းနမိတ်တရားဆိုရင်တော့အသက်အစတင်ခြင်းတွေကိုညွှန်ပြတယ်တေတော်ကတ်တွေဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေကဒီကာလမှာအလုံးတစ်တွေနေရာတစ်တွေအကြံစီတစ်တွေနောက်စိတ်ကူးတစ်တွေ ရည်ရကျက်စီမံကျက်အစ်စ်တွေပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အစ်စ်အစ်စ်တွေတော့ကံကြမ္မာတွေဒီကံကြမ္မာကောင်းခြင်းတွေကိုညွှန်ပြတဲ့နမိတ်ပါဒါဒီကလာမှာတင်းနှင်းလေသားသမီးတွေအတွက်အလုံးစ်တွေပေါ်ပေါက်တတ်ပါတယ်လုပ်ငန်းစ်တွေစတင်ရတတ်ပါတယ်နေရာစ်တွေမှာတွားရောက်ပြီးတော့တာဝန်ထမ်းဆောင်ရခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နိုင်ငံအသစ်တွေကိုကူးပြောင်းဖို့အတွက်စတင်ပြီးတော့စူးစမ်းအားထုတ်မှီတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် အလောက်ကိုင်းနေရာထိုင်ခင်းအကြံစီစိတ်ကူးတွေအရဆိုရင်တော့အောင်မြင်မဲ့ကံတရားမျိုးရှိတာပေါ့နော်ဒါကြောင့်မလို့ဒီကလာမှာအကြံစီအစ်စ်တွေပေါ်ပေါက်လာမယ်ဆိုရင်လည်းပဲကြိုးစိုးတင့်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လုပ်ငန်းအစ်စ်တွေစတင်ဖို့အတွက်အဆက်အသွယ်အစ်စ်တွေပေါ်ပေါက်လာတယ်ဆိုရင်လည်းအောင်မြင်အောင်လှုပ်ဆောင်တင့်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲဘာလို့လို့အဆင်ပြေနိုင်တယ်ပေါ့နော်အဓိကတော့အစ်စ်တွေကိုပို့ပြီးတော့ဦးစားပေးရမယ်အချိန်ကာလဖြစ်ပါတယ်ဒါကြောင့်တင်းတင်းကြပ်ကြပ်သားသမီးတွေအတွက်အလုပ်တွေ နေရာတည်နိုင်ငံတည်စိတ်ကူးတည်နော်အတွေးခေါ်တည်အကြံစီအစ်စ်တည်နဲ့စတင်တည်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဟောင်းတွေကိုပြန်လဲပြီးတော့မွန်းမှန်မလားအစ်စ်တည်ပြန်ပြီးတော့စတင်မလားနှစ်ခုတည်းကတစ်ခုခုရွေးချယ်ရမယ်ဆိုရင်အစ်စ်တည်ဘက်ကပဲဦးစားပေးပြီးတော့ရွေးချယ်တင်ပါတယ်နောက်ကဒီချိန်ဒီကာလမှာတင်းငွေသားသမီးတွေနဲ့တွေ့လို့ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လား လုပ်ရင်ဖြစ်မလားမဖြစ်ဘူးလားအဲ့လိုမျိုးပေါ့နော်တွေးရဖြစ်နေတဲ့ကိစ္စတွေတွေးဝင်နေတဲ့ကိစ္စတွေစိုင်းငံ့နေတဲ့ကိစ္စတွေရှင်လုပ်ကိုလုပ်တင်ပါလေလုပ်တဲ့အတွက်လည်းအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တို့ပြင်မှာပန်းပွင့်တဲ့နမိတ်ပါဒါကြောင့်မလို့မိမိတို့ရဲ့စီးပွားရေးတွေအလုပ်အကိုင်းတွေအကျန်စီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေအားဆိုရင်တော့ကံကြမ္မာပွင့်လန်းပြီးတော့အဖက်ဖက်ကနေအစဉ်ပြေမဲ့ကံစားတာမျိုးတွေမှရှိပါတယ် နံပါတ်2ကဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်စက်တူရှယ်ယာလုပ်ငန်းတွေလုပ်ကင်ဆောင်ရွက်ရတတ်ပါတယ်။ဆွေမျိုးသားချင်းတွေနဲ့အတူတူကလုပ်ကင်မဲ့ကိစ္စတွေဆိုရင်ထူးထူးခြားခြားအောင်မြင်မှုရတတ်တယ်။အမွေကိစ္စလိုမျိုးတွေပြည်စည်းအောင်မြင်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ဆွေမျိုးသားချင်းတွေနဲ့စက်တူရှယ်ယာလုပ်ငန်းတွေမှာထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နံပါတ်3ချက်ကတော့လူမှုရေးပေါ့နော်။လူမှုရေးမှာဆိုရင်လည်းပဲဒါနမိတ်အင်တာမကောင်းပါလေ။အောင်မြင်မှုကိုတည်ဆောင်လာတဲ့နမိတ်ပါ။ တော့ဒီအချိန်မှာလူမှုရေးနဲ့ပတ်သက်ရင်ကန္တာရအထူးကောင်းတယ်။နောက်လူချစ်လူကင်အထူးကောင်းတယ်။နောက်ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေမယ်။လူချစ်လူကင်များခြင်းတွေရှိတယ်။လူအများကြီးချစ်ခင်မှုတွေလေးစားမှုတွေတန်ဖိုးထားမှုတွေကိုလွယ်လွယ်ကူကူရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလေ။လူမှုပေါင်းစင်းဆက်ဆံရေးတွေမှာအချိုးအမြဖြစ်ထွန်းတတ်တဲ့အချိန်ဆိုရင်လည်းမမှားပါဘူးနော်။နောက်တစ်ခုကငွေချင်းနဲ့ပတ်သက်တဲ့ကန္တာရမှာဆိုရင်တော့ကျယ်ပွင့်လူလင်းတဲ့နမိတ်ပါ။ဒီနေ့တည်းမှာဆိုရင်တော့လူလင်တယောက်ကကျယ်ပွင့်ကိုတည်ဆောင်လာတဲ့ကံကြမ္မာပါ။ ဒါဘာဝင်ညွှန်ပြတာလဲဆိုတော့အောင်မြင်မှုတွေကိုတည်ဆောင်လာတဲ့ကံကြမ္မာနမိတ်ဖြစ်တယ်ဒါကြောင့်မလို့ငွေကြေးနဲ့ပတ်သက်ရင်ကံစားတာအထူးကောင်းတတ်တယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်ရစရာကြီးတဲ့ငွေတွေချော့ချော့မမောရပြီးတော့ပေးစရာကြီးတဲ့ငွေတွေလည်းပဲချော့ချော့မမောပေးနိုင်မဲ့ကံတရားမျိုးဖြစ်ပါတယ်နောက်တနင်္ဂနွေသားသမီးတွေမှာငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကရောက်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်အလိုလိုနည်းနဲ့အဆင်ပြေသွားနိုင်တဲ့ကံတရားမျိုးရှိပါတယ် နောက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကန္တာတာကတော့တင်းငွေသားသမီးတွေအတွက်အနည်းငယ်ညံ့တယ်လို့ပြောရမှာဖြစ်တယ်ဒါကြောင့်မလို့ရုပ်တရက်မမျှော်လင့်မဲနဲ့စေယုံစီကံကိုရောက်သွားတတ်တယ်ရုပ်တရက်မမျှော်လင့်မဲနဲ့ခွဲစိတ်ကုသခံရတတ်တယ်အချိန်ကာလမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့စိုးစိုးရွားရွားအသက်အန္တရာယ်ကိုထိခိုက်ရလောက်တဲ့ဒီအခြေအနေတော့မဆိုးပါဘူးနောက်တစ်ခုကပညာရေးပေါ့နော်ပညာရေးနဲ့ပတ်သက်ရင်သဖူးဆိုတဲ့နမိတ်ပေါ့နော်သဖူးနမိတ်ကကြတော့အယူကတ်ကြတာပေါ့ ဆိုပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာတော့စိတ်မောလူမောကြုံရတတ်တယ်။အနှောက်အယှက်ကလေးတွေပေါ်ပေါက်တတ်တယ်။ကိုယ်ရည်ရွယ်နေတဲ့ကိုယ်ကြိုးစားနေတဲ့ကိုယ်အားထုတ်နေတဲ့ပညာရေးတွေဟာလမ်းမဆုံးမနဲ့တခြားလမ်းကြောင်းတစ်တွေကိုပြောင်းဖို့အခြေအနေတွေဖန်တီးဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့လောလောပြောရရင်တော့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာတို့လူတန်းလန်းဖြစ်တတ်တယ်ပေါ့။ နောက်အခြေအနေနဲ့ပတ်သက်ရင်တော့ကျေပွင်၉ပွင့်ဆိုတဲ့နာမည်ကြားတယ်။တနင်္ဂနွေသားမီးတွေအတွက်အခြေအကံသာတာတွေအထူးကောင်းပါတယ်။အင်တော်ရင်းနဲ့ပတ်သက်တဲ့ကံသာတာတွေအထူးကောင်းတယ်။ငှက်ကလေးနာမည်ဖြစ်တဲ့အတွက်တရင်ကောင်းကြားတတ်တယ်။ကိုချစ်သူထံကနေတရင်ကောင်းနေကြားတတ်တယ်။ကိုအမျိုးသားထံကနေ သတင်းကောင်းတွေကြားတတ်တာပေါ့နော်အဲ့တော့အဖက်ဘက်ကနေပြီးတော့ကံကြမ္မာကောင်းတွေကြုံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့လှုပ်တင်တဲ့စီးပွားရေးလုပ်ငန်းတွေတိုးချဲ့တင်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာအဖက်ဘက်ကနေပြီးတော့စူးစမ်းအထောက်အကူတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်သတင်းတွေသားသမီးတွေအတွက်ကံကောင်းတဲ့အရာဝါတော့အစိမ်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်နော်အကြောင်းကြီးငယ်ရှိတဲ့အခါအစိမ်းရောင်လေးတွေအပြာရောင်လေးတွေဝတ်ဆင်တင်တဲ့နောက်ထီထိုးရာတွေကံသမဲထိုးရာတွေဝါသနာပါတဲ့တင်းငွေသားသမီးတွေဆိုရင် ၄စာ၆စုံတို့၆စာ၄စုံတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးပါ။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတည်တည်ချောင်မျိုးကတ်လူပူတော်ပြီးတော့ဆူတောင်းလိုက်ပါ။ကိုယ့်ရဲ့မကောင်းတဲ့ကံစားတာတွေအញ្ញံအခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဇန်နာတွေရရှိစေမှာဖြစ်ပါတယ်။တင်းငွေတွေသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းတွေပြည့်စုံပြီးတော့လိုရာဇန်နာတလုံးတော်ပါတယ်ရရှိနိုင်ကြပါစေ။ကြံနိုင်အောင်ဆောင်နှဲမြောက်ပြီးတော့လိုရာခကြီးကိုချောချောမွေ့မွေ့ရောက်ရှိနိုင်ကြပါစေ။